မြူနင်းတို့တာရာဝင်ဒီပိုင်းရဲ့အစမှာတော့မုံစားနေတဲ့ snow လေးနောင်တီဂျီဝါရောက်လာခဲ့ပြီး snow ကြိုက်တဲ့စောင်းလေးကိုဝေလာခဲ့ပါတယ် snow သဘောကျတယ်ဆိုလို့ကိုကိုအာယုံရလို့ဝေလာခဲ့တာဒါ snow လေးရမ်းလို့ခြင်းနေတဲ့စောင်းလေးပဲကိုကိုကလည်းရှောက်ပြောနေပြန်ပြီကိုကိုဒီတစ်ခေါက်သွားတာလေခဏလေးလည်းမဟုတ်အရန်ကြာတယ်ဆိုပြီးတော့ပြောခဲ့ပါတယ်တီဂျီဝါလည်းကိုကိုဒီတစ်ခေါက်သွားတာရပ်ပိုင်းလောက်ကြာမယ်လို့ snow လေးကိုကိုကိုပြောခဲ့တယ်လေဘာလဲ မမှန်မိဘူးလားဆိုပြီးပြောခဲ့ပါတယ်။နောက်တစ်ခါမှတော့မျက်နှာပြင်းနေတဲ့မိရွေးမအောင်ရဲအောင်ကမျက်နှာလေးမကောင်းပါလားအဆင်မပြေကြရှိလို့လားကိုမအောင်ပြောလေကိုမအောင်ပွပွလေးလင်းပြောဘာဖြစ်လဲလို့မေးလိုက်တဲ့အခါမှာတော့ရဲအောင်ရဲ့မိန်းမဖြစ်သူကမာကိုမအောင်ပြောစရာရှိရဲ့ဒါပေမဲ့အဲ့ဒါကိုပြောတယ်မပြောတယ်စဉ်းစားနေရကိုမကတီချီဦးကိုအရန်ယုံကြည်လို့နေရောမာပြောရင်ယုံမယုံမမလားလို့စိုးရိမ်နေရပါဟမ် တီဂျီဝါသူ့ကောင်မလေးကိုကောင်းကောင်းကစားလို့ဝါသွားလို့လမ်းခွဲလိုက်ပြဲလေနွယ်ဖုံးဆက်ပြီးတော့ငိုကြီးချက်မနဲ့ပြောပြမှာပဲသိရတာဆိုပြီးပြောဆိုခဲ့ပါတယ်တီဂျီရဲအောင်ကတော့ဘာများလဲလို့မရဲသူတို့တမီးစားကြီးဖြစ်တဲ့ကိစ္စမောင်နှုတ်နဲ့ပါဆိုင်လို့လဲအနိတာကြီးမာဘလို့တင်လို့လဲလို့မေးလိုက်ပါတယ်မိမဖြစ်သူကတော့စိုင်းတာပေါ့ကိုမောင်ရဲ့စိုင်းတယ်တီဂျီကသူ့ကောင်မလေးကိုလမ်းခွဲလိုက်တာ အเจ้าမဲ့တက်တန်းလို့ကိုမောင်ထင်တော့ကိုမောင်မှားပြီပဲသူ့ရဲ့မျက်လုံးလေးဟာ snow လေးပေါ်မှာယူသားမှုမရှိဘူးကိုမောင်မာတတိထားမိနေရကြပြီမာပို့ပြီးတော့မကြိုက်တာ snow လေးခန်းထဲကိုသူဝင်ကျင်လို့ဝင် ထွက်ကျင်လို့ထွက်ခွင့်ရနေရပဲဆိုပြီးပြောပါတယ်ဒီချိန်ရင်းအောင်ကသူကအဲ့လိုလူမဟုတ်ဘူးတီကြီးဦးနဲ့တမီးကငယ်ကလေးကတင်းရင်တင်းနေနဲ့မောင်မမရင်းချရလို့နေလာတာကြောင့်လေသူ့မိမအောင်ရှင်းပြတယ် မိမဖြစ်သွားလေအဲ့ဒါခလေးတော့ကိုမောင်ရဲ့အခုကမတူတော့ဘူးကိုမောင်သမီးကအပြူရွယ်လေးဖြစ်နေပြီဆိုတော့လေကိုမောင်တတိလဲထားအောင်ဆိုပြီးတုတ်ပြန်ခဲ့ပါတယ်နောက်တစ်ခါမှာတော့တီဂျီဦးခန်းကိုခွင့်မတောင်းပဲနေရီရဝင်လာခဲ့ပါတယ်ဒီချိန်တီဂျီဦးကသူများခန်းကိုခွင့်ပြုချက်မရှိဘဲနဲ့ဝင်နေဆိုတော့ကောင်းနေမူခြင်းမဟုတ်ဘူးနော်ငါကြီးမင်းနဲ့သက်ဆိုင်တဲ့ကိစ္စများရှိလို့လားအခုခန်းနေပါလို့မေးလိုက်ပါတယ်နေရီကလည်း ကိုဧည့်သည်ရဲ့အခန်းကိုအိမ်ရှင်ကဝင်လာအပြစ်ဖြစ်သွားလားကိုတီကြည်ဦးအခန်းထဲဝင်လာတာလောက်ကိုအဲ့လောက်ထိစွတ်စွတ်ထိဝင်ကန်ဖြစ်နေရဲ့ဆိုတော့ခမရရဲ့လှွက်ဝက်ချက်တစ်ခုခုပြကျွန်တော်သိတော်မှာစိုးရိမ်နေလို့လားဆိုပြီးပြောလိုက်ပါတယ်နေဆက်ကြမင်းပါကိုဥတီပြီးတော့ပြောနေရလဲမင်းမကျေနပ်တာရှိရင်အခုပူပွေလင်းလင်းပြောလို့ရတယ်လေနေနေရလေခမရနန်းအောင်ပါຫນွေဦးလားစောင်းနှင်းဖြူဦးလားဒါမှမဟုတ်နှစ်ယောက်လုံးကို အပိုင်ကျန်နေရလား ခမရပါလဲမနန်းအုံမာတွေကိုလည်းတန်ရောစင်မပြတ်ချင်းစောင်းနှင်းဖြူကိုလည်းရရင်ကြန့်ကျင်သေးတယ်ခမရကျန်ကိုကျွန်တော်မသိဘူးများထင်နေလားဆိုပြီးတဲ့ပြောလိုက်ပါတယ်ဒါအခုရဲ့ကိုရေးကိုရာကိစ္စပါမင်းရဲ့စကားတွေကပေါင်ကျော်တဲ့စိတ်ကိုရောက်နေပြီနေဆက်ကြမင်းရဲ့စကားတွေမှာအခုရဲ့တိတ်ခါပနေပြီနော်မင်းခန်းထဲကထွက်သွားတော့ဆိုပြီးနင်းနေကိုသူ့ခန်းကမောင်းထုတ်ခဲ့ပါတယ်နင်းနေကလည်းထွက်သွားမှာပါတိုင်ပဲခမရသိအောင်တော့ကျွန်တော်တို့ပြောပြမယ်စောင်းနှင်းဖြူသား ခမည်းနဲ့ပတ်သက်ပြီးတစုံတစ်ခုခံစားပြီးကြံခဲ့ပဲဆိုရင်ကျွန်တော်ခမည်းကိုလုံးဝခွင့်မလုပ်ဘူးဆိုတော့ခမည်းမတားဆိုပြီးတတိပေးခဲ့ပါတယ်